ယုံကြည်သူတယောက်ကအေဝံဂေလိတရားကိုဟောပြောအံ့သောကပြင်ဆင်သောအဖြစ်တည်းကိုခြေစွလို့ကျမ်းစာပြောတယ်။အဲဆိုတော့ဒီအေဝံဂေလိခြေစွကိုမစွရင်မဝင့်ရင် ဘာဖြစ်မလဲပြင်သွားမယ်ဆိုလို့ရှင်ဖဏတ်ဝတ်တယ်ဖဏတ်တောင်မှနော်ကိုနဲ့လိုက်မဲ့အရာလှပတဲ့အရာဝတ်တက်ကြတယ်လေနော်ဆိုတော့အခါမှာဝိညာဉ်ရဝိညာဉ်ရအမြင်နဲ့ကြည့်မယ်ဆိုလို့ရှင်လေဖရားကကျမတို့ကိုခြေဆွဝတ်ဖွင့်တို့လို့လို့ရှိတယ်ဆိုတော့ဒီခြေဆွမဝတ်ဘဲနဲ့ကျမတို့တတကသွာလာမယ်ဆိုလို့ရှင်ကျမတို့ဖြစ်တတ်တဲ့အရာလေးကဘာလဲဆိုတော့အခါမှာငြိမ်သက်ချင်းပျောက်တတ်တယ်ဝမ်း ကျွန်တော်အထဲမှာညင်သက်ချင်းပျောက်တတ်တယ်။နောက်ဆိုအေးဝင်ကလေးတရားညင်သက်ချင်းတရားတယ်နော်။ဟုတ်ညင်သက်ချင်းတရားညံကိုညင်စေတဲ့ညာ။တို့ကျွန်တော်တို့ကဒီဟာကိုမပြောတော့မဝတ်တော့ဘူးလို့နေလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အထဲမှာပေါ့နော်။တခုခုလိုနေတယ်လို့ခံစားရလိုက်မယ်။ကိုယ်မှာရှိနေတဲ့ဒင်းကောင်းကြီးကိုမပြောဘူးဆိုလို့ရှိရင်ဒီညင်သက်ချင်းကြီးပျောက်တတ်တယ်။ နောက်တစ်ခုကပေါ့နော်။ကျမ်းစာထဲမှာဗာပြောထားလဲဆိုတဲ့ခါမှာရှင်ယောဟန်14 29မှာဆိုရှင်ငြိမ်သက်ခြင်းကိုတင်နှုတ်နိုင်ငါထားခဲ့ဤ။ငါ၏ငြိမ်သက်ခြင်းကိုတင်နှုတ်အားငါပေးဤ။လောကီသားတို့ပေးတကယ်တော့ငါပေးသည်မဟုတ်။တင်တို့စိတ်နှလုံးပူပန်ခြင်းစိုးရင်တလို့ခြင်းမရှိစေနဲ့တဲ့တသခင်ရှုကပြောခဲ့တဲ့အရာဖြစ်ကြယ်ကျမတို့ကိုငြိမ်သက်ခြင်းပေးခဲ့တယ်တဲ့ဆိုတော့ဖခင်ရဲ့ငြိမ်သက်ခြင်းအထက်မှာရှိမှသာလင်းကျမတို့ကလောကရေးရာအလုံးကိုရင်ဆိုင်နိုင်မယ်ကြော်လွှားနိုင်မှာဖြစ်တယ်မှန်တယ် အဲကြောင့်မလို့အဲ့ငိန်သက်ချင်းနဲ့ရှင်တဲ့အင်္ဂလိပ်သတင်းစကားကြီးကိုကျမတို့မဟုတ်ဘူးဆိုလို့ရှိရင်ကျမတို့ထဲမှာတစ်ခုခုလိုနေလို့ခံစားရလိမ့်မယ်။အဲ့ဒါတခါကျရင်ပျောက်သွားမယ်ပျောက်သွားပြီဆိုလို့ရှိရင်တင်းတိုင်မှာပြန်ပြီးတော့မှအဲ့ဒီဖရားရဲ့ငိန်သက်ချင်းနဲ့ရှင်တဲ့အင်္ဂလိပ်ကိုဟောချင်တဲ့စိတ်တွေကိုဖရားကိုပြန်တောင်းဖို့အတွက်အရေးကြီးတယ်။ဆရာမအခုပြောတဲ့အခါမှာကျွန်တော်တက်သေးထူလို့ရတာတခုရှိရယ်။ဟုတ်ကဲ့။ဆိုတော့ဖရားလူတွေကပြောတယ်လीနော်ကျန်းစာတွေမှာလည်း အင်္ဂလိပ်မဟုတ်ရင်သူအယိုးတွေကတကယ်ပဲတောက်လောင်တယ်လို့ခံစားရတယ်ဆိုတော့အထဲမှာဖြစ်နေတဲ့ဟာအကြီးပေါ့နော် ရှိနေတဲ့ဖရားရဲ့တကူကြီးကိုလူတွေကိုပြောပြတဲ့အခါမှာငြိမ်သက်တယ်လို့ပဲတချို့မေးတယ်ဆရာဘယ်အချိန်မှာအပျော်ဆုံးလဲဆိုရင်ကျွန်တော်အင်္ဂလိပ်ဟီးထွက်တဲ့အချိန်အပျော်ဆုံးပဲအာမင်အဲ့ဒီအချိန်လောက်ငြိမ်သက်တာမရှိဘူးအဲ့ဒီအချိန်မှာဟိုအင်ကိစ္စတွေနော် မိသားစုကိစ္စတွေအမျိုးကိစ္စတွေတခုမှကိုမပူတာမပူဘဲနဲ့ဖျက်တာဝန်ယူမယ်ဆိုတော့အရာကြီးရလေကိုယ့်ထဲမှာအပြည့်ရှိနေဒါကြောင့်ခုနဆင်မပြောတဲ့အရာကိုကျွန်တော်ကိုယ်တိုင်ဟိုတက်တည်ထူတာပေါ့နော်ဟုတ်တယ်အရင်မှန်တယ်ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့အာကျွန်တော်တို့ဒီ ministry ဆယ်နှစ်တက်တန်းရှိပြီပေါ့နော်အဲ ministry ဆယ်နှစ်မှာဆိုလို့ရှိရင် ministry ရဲ့6နှစ်ဝန်းကျင်ပေါ့နော်အစားကနေ6နှစ် ကျော်ထီလောက်ကတော့ဆရာကတော့ဟိုအများရမ်းပဲအင်္ဂလိပ်သွားတဲ့ခါမှာတယောက်တည်းသွားလေးရှိတာပေါ့နော်ကျမကတော့တိတ်မပါဘူးပေါ့နော်အင်္ဂလိပ်သွားတဲ့ချိန်လေးမှာဆိုတော့ခါမှာအဲ့လိုမျိုးချိန်နေမှာဆိုလို့ရှိရင်ဆရာကအင်္ဂလိပ်ညသူသွားတဲ့ခါတိုင်းမှာဆိုလို့ရှိရင်သူကကျမတယောက်တည်းအိမ်မှာနေခဲ့ရမယ်စိတ်ချလက်ချကိုသွားနိုင်တယ်တဲ့ကျမအမြဲပြောတယ်ကျမကျွန်တော်လုံးဝမစိုးရိမ်ဘူးတဲ့ဖခင်တောင်းဝန်ယူမယ်အဲ့စကားပေါ့နော်ကျမကလည်း ်အလွမ်းမိုးစေတယ်ငိန်သက်ချင်းဖြစ်စေတယ်နှစ်သိမ့်ချင်းလည်းဖြစ်စေတယ်ဩအဆရာကရှေ့တန်းကနေဘုရားကိုအစေခံနေတော်သူဖြစ်တယ်ကျမတို့ကနောက်တန်းကနေပြောမှဆူတောင်းချင်းနဲ့ပန်ပိုးမယ်ဆိုရဲအရာအပြည့်လည်းရှိတာပေါ့နော်ဆိုရဲခါမှာဒီရဲ့ဟောတက်တေခံချက်ကိုလည်းကျမတို့တာထဲမှာလည်းအများကြီးတိုးထိချင်းခံစားရတာပေါ့နော်နောက်တစ်ခုကကျတော့အေးဦးဒီတင်းစကားမဟုတ်ဘူးဆိုလို့ရှိရင်မဖြစ်တတ်လဲဆိုတော့ဝိညာဉ်ချစ်စိတ်မရှိတော့ဘူးဒီချစ်စိတ်ကိုတင်မဆွတ်ဘူးဆိုလို့ရှိရင် ဝိညာဉ်ချစ်စိတ်နဲ့တင်ပျောက်သွားပျောက်သွားတတ်တယ်။တကူကောင်းဆန်နေစိတ်ရှိလာတယ်။ငါအတွက်ငါကောင်းစားဖို့ဘယ်အခါမှငါအစဉ်ပြေဖို့ဆိုတဲ့အရာငါကြွယ်ဝဖို့ဆိုတဲ့အရာဖြစ်ပြီးတော့မှတကူကောင်းဆန်နေစိတ်တွေရှိတတ်တယ်။ဝိညာဉ်ချစ်စိတ်ပျောက်သွားတတ်တယ်။အကြောင်းကျွန်တော်တို့ဒီဟာ yeah imadama တတိထားရမယ့်အရာတကယ်တော့စัจ jara ထက်တောင်တန်ဖိုးရှိတယ်လို့ပြောတယ်လေနော်ဝိညာဉ်ကအဲ့ဒီဝိညာဉ်ကိုချစ်တတ်ဖို့ကကျွန်တော်တို့က သင်ယူဖို့လိုတယ်။အဲ့အကောင်းဆုံးနီလန်ဆရာမအခုပြောလိုက်တဲ့အခါမှာအဲတချို့တွေလည်းဒီနေ့ရမယ်ထင်ပါတယ်။ဒီနေ့ဒူအောင်ဆန်တယ်လို့ထင်တယ်ဒါမှမဟုတ်ရင်ညီသက်ချင်းပျောက်နေတယ်လို့ကိုကိုကိုခံစားရဆိုရင်အင်္ဂလိပ်ပြောပါ။အာမင်။ထွက်ပါ။အာမင်။အာမြန်မာပြည်မှာဆိုရင် ပြောစရာအများကြီးရှိတာ။ We marry is a party เนาะရိတ်စရာတွေအများကြီးရှိတယ်။အခုဩစတြေးလျတို့ဘာလို့မှာဆိုရင်တော့ဟိုလဲကွက်နေတယ်ပေါ့။လောက်ကွက်နေတယ်ပေါ့။ဒါမဲ့ ကျွန်တော်ယုံကြည်တယ်မြန်မာပြည်မှာဆိုတာကအင်မတန်မှအာဆာငတ်နေတဲ့ချိန်နဲ့ဖြစ်နေလူတွေ Yes ဆာငတ်နေတယ်လူတွေကအခုခုရှာနေပြီဟုတ်တယ်เนาะအဲ့လိုချိန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အေဝင်လီဟောချင်းကငြိမ်သက်ခြင်းကိုရစေတယ်ဝိညာဉ်ချစ်စိတ်ကိုလည်းဖြစ်စေတယ်လို့ပြောတယ်ဆိုတော့ကဲငြိမ်သက်ခြင်းပျောက်သွားရင်ကိုအာကျန်းစာကကျွန်တော်တို့ကို ပြန်ပြီးတော့ဖိလစ်ပိထဲမှာဆိုရင်မစိုးရိမ်မဲနဲ့ဆူတောင်းဖို့လည်းပြောထားတယ်နော်ဆီမဟုတ်တယ်ဆိုတော့ဖိလစ်ပိအော်ရာဆာခန်းကြီးလေးအပိုင်ငယ်6ကနေခုမှဘာပြောလဲဆိုတော့အဘယ်အမှုကိုများဆိုရင်ခြင်းမရှိပဲအရာရာ၌ဂျေဇူကိုချီးမွမ်းခြင်းနဲ့တကွဆူတောင်းပတနာပြုတော်အဖြစ်သင်တို့တောင်းပန်လို့တော့အရာများတို့ကိုဘုရားသခင်အားကြားလျှောက်ကြလို့ထို့တို့ပြုလင်အဘယ်သူမျှကြံရိပ်မမီနိုင်သောဘုရားသခင်ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်လုံးတို့ကိုဆောင်းမလိမ့်မည်တဲ့ ဆိုတော့ငြိမ်သက်ချင်းပြောင်းနေပြီဆိုလို့ရှင်ဘုရားစီကိုပြန်လဲချင်းကပ်ပါဘုရားစီကိုပြန်လဲတိုးဝင်ပါဘုရားစီကိုပြန်လဲပြီးတော့မှကိုးကွယ်ပါဒါဆိုရင်တင်းရဲ့တာရဲမှာပြောင်းနေငြိမ်သက်ချင်းနေเนาะရောက်ရှိလာမယ်ဘုရားရဲ့ အဲပေးတဲ့ငြိမ်သက်ခြင်းရရှိလာပြီဆိုလို့ရှိရင်တင်းတာရဲမှာ စိုးရင်စရာတွေပူပန်စရာအားလုံးကအေးပျော်သွားတယ်လုံးဝကိုအေးပျော်သွားတယ်နောက်တစ်ခါကျတော့အဲ့လိုမျိုးစိုးရင်စိတ်တွေလောကပေးတဲ့အရာပျောက်သွားပြီဖခင်ငြိမ်သက်ခြင်းလာပြီဆိုလို့ရှိရင်ခုနကျွန်တော်တို့ပြောနေတဲ့အင်္ဂလိပ်ခြေဆုပ်ကိုဆွတ်ခြင်းနဲ့စိတ်တွေလည်းဖခင်ကပြန်ပြီးတော့မှထက်ပေးထက်ပေးမှဖြစ်တယ်လို့